ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့အဖွားအုပ်ရဲ့ဟင်းတစ်ခွက်ပုံမြင်လေးပဲဖြစ်ပါရခင်ဗျာတခါတုန်းကပေါ့ဗျာတိုင်းပြည်တစ်ပြည်မှာ အလွန်ဆင်းရဲလာတဲ့အဖွားအုပ်တယောက်ရှိပါတည်းကွယ်အဖွားအုပ်မှာ ပိုင်ဆိုင်တာဆိုလို့လက်ပြုတ်ကာနီတဲလီတလုံးရဲ့မြက်ပတ်ပြီးအယောင်မထွက်တော့တဲ့၆ရာရီနဲ့ ချုပ်ထားတဲ့အဝတ်အစားတစုံရဲ့ရှိပါတဲ့ကွယ်ပြီးတော့အဖွားအုပ်မှာပိုင်ဆိုင်နာကျမလေးတစ်ကောင်ရှိတာပေါ့အဲ့ဒါတွေကတော့အဖွားအုပ်ပိုင်ဆိုင်နာတွေပဲဖြစ်ပါတယ်အဖွားအုပ်ရဲ့အိမ်မှာရှိတဲ့ကျမကလေးဟာ အဖွားအုပ်အတွက်ကျုပ်တလုံးနေ့တိုင်းဥပေးပါတဲ့ကွယ်အဲ့ဒီကျုပ်လေးနဲ့ပဲအဖွားအုပ်ကနေ့တိုင်းသူ့ရဲ့စားဝတ်နေရေးကို ဖြည့်ရှင်းပြီးအသက်ရှင်နေခဲ့ရတာပေါ့ဗျာအဖွားအုပ်နေထိုင်တဲ့အချိန်မှာအလွတ်အလွန်ကို အစာကျူးတဲ့ဘရင်ကြီးတစ်ပါးအုတ်ချုပ်နေပါတဲ့ကွယ်။တနေ့မှတော့ဘရင်ကြီးကတိုင်းပြည်ထဲမှာထူဆန်းတဲ့အမိန်တစ်ခုကို မောင်းထုတ်ပြီးကြေညာလိုက်ပါတော့တယ်။အဲ့ဒီအမိန်ကဘာလဲဆိုတော့လှဲနေလဲအောင်ညင်းဆောင်မကျန်းတိုင်းပြည်မှာရှိတဲ့တိုင်းသူပြည်သားအလုံးကိုဘရင်စပွဲတဲ့ဖို့အတွက်အသားဟင်းတစ်ခွက် လာပို့ပေးရမယ်လို့ကြေညာမောင်းခတ်လိုက်ပါတဲ့ကွယ်။ဘရင်ကြီးဟာတကယ်လို့များအသားဟင်းကိုမပို့နိုင်တဲ့အိမ်ဆိုလို့ရှိရင် တိုင်းပြည်မှာနေခွင့်မပေးဘဲမောင်းထုတ်မယ်လို့ကြေညာမောင်းခတ်ပြီးအမိန့်တော်ထုတ်ပြန်လိုက်ပါတဲ့ကွယ်အဲ့ဒီတရင်ကိုကြားတဲ့တိုင်းသူပြည်သားတွေအားလုံးကတိုင်းပြည်ကနေမောင်းထုတ်ခံရမှာကြောက်တာကြောင့်ရှီစုမဲစုတွေကအသားဟင်းတစ်ခွက်ကိုပို့ဖို့ပြင်ဆင်ချက်ပြုတ်ကြတော့တာပေါ့ဗျာအဲ့ဒီတိုင်းပြည်မှာနေထိုင်တဲ့အဖအုပ်ကြီးကလည်းဟင်းခွက်တစ်ခွက်ကိုချက်ပြုတ်ဖို့လိုအပ်တာပေါ့ဗျာအဖအုပ်ကြီးမှာစင်ရတစ်ဖြက်နေ့စဉ်အသားဟင်းကိုမစားနိုင်ဘူးပေါ့ဗျာအခုအခါ ဘရင်ကြီးကအသားဟင်းပြင်ဆင်ခိုင်းတာကြောင့်အဖွားကြီးမှာအလွန်အလွန်ဒုက္ခရောက်နေတော့တာပေါ့အဖွားအုံမှာပိုင်ဆိုင်နာဆိုလို့ကြက်မလေးတစ်ကောင်သာရှိပါတည်းကွယ်အဖွားအုံမှာအသားဟင်းကိုပို့စရာမရှိဘူးဖြစ်နေတာပေါ့သူ့မှာအသားဟင်းတစ်ခွက်ဖို့လေငွေကြီးကလုံလုံလောက်လောက်မရှိဘူးဆိုတော့အရန်ခက်ခဲနေကြတာပေါ့အဖွားအုံကြီးဟာအသားဟင်းမပို့ပေးနိုင်လို့မင်းပြစ်မင်းတန်းခံရမယ်ဆိုပို့ပြီးကြည်လေးတာကြောင့်အဖွားအုံကနောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုခက်ခဲပင်ပန်းစွာနဲ့ချလိုက်ရပါတော့တဲ့ကွယ်အဲ့ဒီဆုံးဖြတ်ချက်ကတော့သူ့ကိုနေ့စဉ်နေ့တိုင်းကြက်ဥတလုံးဥဥပေးနေတဲ့ကျမလေးကိုတက်ပြီးဘရင်စီကိုအသားဟင်းတစ်ခွက်ပို့ဖို့သူဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်ကျမလေးကိုတက်ပြီးဘရင်စီကိုအသားဟင်းတစ်ခွက်ပို့ဖို့သူဆုံးဖြတ်ချက်ချလိုက်တော့တာပေါ့ဗျာဘရင်ကြီးကတော့စားတော့ပွဲမှာတအိမ်တစ်ခွက်နှုံဖြက်အသားဟင်းခွက်ပေါင်းများစွာနဲ့ပွဲတော့တဲ့ခင်းနေခဲ့တာပေါ့ဗျာ။ အတားဟင်ခွက်တွေကတိတ်များပြားလွန်းတာကြောင့်ဟင်ခွက်တိုင်းကိုတော့မစားဖြစ်ခဲ့ပါဘူးမစားဖြစ်တဲ့ဟင်ခွက်တွေထဲမှာအဖအုပ်ရဲ့စက်တားဟင်လေးလည်းအပါအဝင် ဖြစ်တာပေါ့ဗျာဘရင်ကြီးကတစ်ချက်လွတ်အမိန်ဖြစ်ချမှတ်ခဲ့တဲ့အတွက်ကြောင့်သူ့မှာတော့ဘာမှထိခိုက်နစ်နာမှုမရှိပေမဲ့ဒီအမိန်ကြောင့်တစ်ဖက်လူမှာဘဝပျက်စီးခဲ့ရတာပေါ့အဲ့ဒီအမိန်ကြောင့်အဖအုပ်ကြီးမှာဘဝပျက်ခဲ့ရတာပေါ့ဗျာသင်္ကန်းစားအနေနဲ့ကတော့ဘရင်ကြီးမှာဟင်တစ်ခွက်ဆိုပေမဲ့အဖအုပ်ကြီးတယောက်ကတော့ဘဝပျက်ခဲ့ရပါတယ် အချို့ကိစ္စလေးတွေကကိုယ့်အတွက်အရေးပါပေမဲ့လည်းတစ်ဖက်တားအတွက်တော့ဘဝကြီးတစ်ခုလိုဖြစ်နေနိုင်ပါတယ်။အဲဒါကြောင့်ကိုယ့်အတွက်နဲ့တပါးတူမထိခိုက်မိစေဖို့လိုအပ်ပါတယ်ဗျာ။ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာ။ပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်နေ့တွင်မှလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။